်မင်္ဂလာနံနေခင်ပါခင်ဗျာဘုရားသခင်ရဲ့မကုံဆုံးတဲ့ကိယုနာတော်တွေကြောင့်ကျွန်တော်တို့ဒီနေ့ဇွန်လ9ရက်နေ့ထိတိုင်အောင်ပူဆောင်ခြင်းခံရတယ်နံနေခင်ကိုလည်းကြိုးစုခွင့်ရတဲ့အကြောင်းဘုရားသခင်နာမတော်ကိုကျေးဇူးတင်ချီးမွမ်းပါတယ်ကျွန်တော်တို့ရဲ့ Letter Tree ဆိုတဲ့ Morning Devotion Season ဖြစ်ပါတယ်နေ့စဉ်နံနေ6နာရီတိုင်းမှာစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်ကျွန်တော်တို့ရဲ့ဒီ season နဲ့အတူစုတောင်းချက်တွေကိုလည်းကျွန်တော်လက်ခံလျက်ရှိပါတယ်။စုတောင်းချက်တွေကိုလည်းလာရောက်ပြီးတော့ပြပို့နိုင်ပါတယ်ခင်ဗျာ။ဒီနေ့ဇွန်လ9ရက်နေ့အတွက်ခေါင်းစဉ်ကတော့ အောင်မြင်ခြင်းဆိုတဲ့ကောင်းစဉ်ဖြစ်ပါတယ်။ကျမ်းမာလေးတစ်ပိုက်ကိုအရင်ဆုံးဖတ်ပြပေးခြင်းပါတယ်။ရှင်မာသက်အခန်းကြီး၄အပိုင်းငယ်၃ယေရှုကလည်းအချင်းစာတန်ငါးနှုတ်သို့ဆုတ်လော။သင်ဖျားသခင်ထာဝရဘုရားကိုကိုးကွယ်ရမည်။ထိုဖျားသခင်ကိုသာဝတ်ပြုရမည်။ကျမ်းစာလာသည်ဟုမိန်တော်မူ၏။စာနာမနာဟာဆိုလို့ရှိရင် ကောင်းကင်ကနေရရှိတဲ့အရှိန်အဝါဖြင့်ခရစ်တော်စီကိုလာတာတော့မဟုတ်ပါဘူး။သူကဆိုအလိန်အကောင့်နဲ့ သူ့ရဲ့ဘဝဖုံးပြပြလာတာဖြစ်ပါတယ်ဒီအချိန်ကတော့မနေ့ကကျွန်တော်တို့လေ့လာခဲ့တဲ့အတိုင်းသခင်ယေရှုဟာဆိုရင်စုံငန်းနောက်ဆက်ချင်းခံရဖို့နဲ့တောထဲမှာသူရပောင်းလေးစေအချိန်အချိန်လာယူပြီးပါပြီအခုတော့စုံငန်းနောက်ဆက်ချင်းကိုလည်းသူခံရခဲ့ရပါဘလို့အောင်မြင်သွားလဲဆိုတာကိုဒီနေ့ခွန်အားယူကြဖို့ဖြစ်ပါတယ်သူကဆိုလင်းနဲ့ကောင်းကင်တမန်အနေနဲ့လာတာဖြစ်ပါတယ် သခင်ယေရှုကိုကိုကျင်းစာတဲ့ပုံစံနဲ့တနာတဲ့ပုံစံနဲ့လာပြီးအကြံပေးသလိုနဲ့စုံစမ်းနှောက်ယှက်သွားတာဖြစ်ပါတယ်။ဥမာဒီကြောက်ခဲကို မုတ်ဖြစ်အောင်လုပ်ပါဆိုတဲ့စကားဟာတကယ်တော့လွယ်လွယ်လေးပါပဲ။ဒါပေမဲ့အဲ့ဒီလွယ်တဲ့အရာရဲ့နောက်မှာထောင်ချောက်တွေရှိနေတာသခင်ရှုသိပါတယ်။ဒါကြောင့်မလို့သူ့ရဲ့တုတ်ပြန်မှုဟာဆိုလို့ရှိရင်ပါပါနဲ့နဲ့ရှိတာကျွန်တော်တို့တွေ့ရတယ်။ဒါကြောင့်သခင်ယေရှုကိုလည်းမြောက်ပင့်ပြီးတော့တခါဗိမ္မာန်တော်အထွတ်ထိပ်ကိုခေါ်သွားတယ်။ ျမ်းစာအပြည့်တုတ်ပြန်တဲ့သခင်ရှုကိုကျမ်းစာနဲ့ပြန်အသုံးပြုပြီးတော့စုံစမ်းနှောက်ရှက်ပြန်တယ်။ခုံချပါ။ကျမ်းစာထဲမှာဒီလိုပြောထားတယ်ခြေလက်တွေမကျူးအောင်ကောင်းတမန်တွေကခြေပင့်မယ်။ဒါဆိုရင်ခုံချကြည့်လိုက်ပါ။ဒီအချိန်မှလည်းပဲသခင်ရှုကအောင်မြင်မှုရရှိတာတွေ့ရတယ်။ဒီသခင်ရှုကဆိုဘုရားသခင်ကိုလုံးလုံးလေးလေးယုံကြည်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်။ဒါပေမဲ့သူ့ရဲ့အသက်အတွက်အသေးခံမယ့်အရေးကိုသခင် ခမဲတော်ကိုသူမကာဝေးစေလိုဘူးဆိုတဲ့အကြောင်းအရာလေးဖြစ်ပါတယ်ကျွန်တော်တို့နားလေတဲ့အရာတက်ပို့ပြီးတော့နည်းနည်းပါတယ်သခင်ယေရှုဒီစာရမဏေကခုံချစေတဲ့အကြောင်းအရာရဲ့နောက်ကွယ်မှာသခင်ယေရှုကခုံချမယ်ခမဲတော်ကတော့ဒီတိုက်ပွားနဲ့ခုံချပြီးတေဖို့ကြွလာတာမဟုတ်တဲ့အတွက်ကြောင့်ကာကွယ်မှာပဲဒါပေမဲ့သူကြွလာတဲ့ရည်ရွယ်ချက်ကလည်းတိုက်ပွားနဲ့ခုံချဖို့မဟုတ်တဲ့အတွက်ကြောင့်တော့လကောင်းသူ့ရဲ့အသက်အတွက် ခမဲတော်ရဲ့ကာကွယ်မှုကိုသူမရယူလိုချင်တဲ့အတွက်ကြောင့်တော်လည်းကောင်းဒီနေရာနေလွတ်ဖို့ရန်အတွက်တခင်ရှုသူပြောတဲ့စကားလေးရတော့အကြောင်းမဲ့စုံစမ်းခြင်းမပြုရဆိုတဲ့တရားဟောရာကျမ်းထရစကားကိုပဲတခင်ရှုပြန်လဲပြီးတော့အသုံးပြုသွားတယ်။နောက်ဆုံးမှာတော့လုံးဝကိုရမက်ပေးပြီးတော့စာနာမဏေကသူ့ကိုစုံစမ်းနှောက်ရက်သွားတယ်။ဒီစာနာမဏေဟာဒီလောကဟာသူ့ရဲ့အပိုင်ဖြစ်တယ်ဆိုတာကို ပြသပြီးတော့ဒီကဘာကြီးတစ်ခုလုံးသူအပိုင်ပေးမယ်ဆိုတဲ့စကားကို तू ပြောခဲ့တယ်သူ့ကိုသာဝက်ပြုတ်ကိုကိုွယ်ဖို့အထိတ်ပြတော့ तू နဲ့ပေါင်းပေါ်လိုက်ဖို့ပဲ तू နဲ့ပေါင်းပေါ်ပြီးတော့ဒီရွေးနှုတ်တဲ့အစီအစဉ်မလုပ်တော့ဘဲနဲ့ကဘာကြီးကိုနှစ်ဦးသားအုပ်ချုပ်ဖို့ပြောလာတဲ့အခါမှာတခင်ရှုဟာစာနာမဏ္ဍပ်ကိုလုံးဝနှင်ထုတ်လိုက်တာကျွန်တော်တို့တွေ့ရတယ်လုံးဝငင်းဆန်ပြီးတော့ဒီ ကန္နာရရဲ့စုံစမ်းခြင်းမဟာတိုက်လံပွဲကြဒီနေရာမှာစာနာမနာလုံးဝကြာရှုံးသွားတာကျွန်တော်တွေ့ရတယ်။ကျွန်တော်တို့ဟာဆိုရင်စာနာရဲ့စုံစမ်းခြင်းကိုအခွင့်ပေးခဲ့မယ်ဆိုလို့ရှိရင်မဟာတိုက်လံပွဲအတွက်စာနာကိုမဲထည့်လိုက်တာပါပဲ။ဆုံးသက်နှောက်ရက်ချင်းကိုကျွန်တော်တို့မတွန်းလှိုင်နိုင်ပါဘူးလို့ဖခင်သခင်မပြောပါဘူး။ဆုံးသက်နှောက်ရက်ချင်းကိုမခံရဘူးလို့လည်းမပြောဘူး။ခံရမယ်ဒါပေမဲ့တွန်းလှန်ဖို့ရန်အတွက်ကခရစ်တော်သူရှိတယ်လို့ ကျွန်တော်တို့ခွန်အားပေးနေတာဖြစ်ပါတယ်ခရစ်တော်အောင်မြင်မှုရရှိသည့်နေ့တူကျွန်တော်တို့တွေလည်းပဲအောင်မြင်မှုရရှိမှာဖြစ်တယ်ဆိုတော့ကျွန်တော်တို့လည်းခွန်အားပေးတိုက်တွန်းလိုပါတယ်ယေရှုတင်ပါတယ်ကျွန်တော်အခုဆုတောင်းမှုဖြစ်ပါတယ်ကျွန်တော်ဆုတောင်းပေးရမယ့်ပုံကိုရတော့ဒီနေ့မှာဦးထက်နဲ့ဆန်ထွန်းရဲ့ဒေါ်ဝင်းဝင်းရင်နဲ့မမေဝင်းစံတို့အတွက်ဖြစ်ပါတယ်တို့အတွက်နဲ့ အဲသူတို့အတွက်ဆူတောင်းပေးနေတယ်ကျွန်တော်အသိန်းတော်အတွက်ဖြစ်တဲ့ငါးဆူတောင်းသာသနာအတွက်လည်းကျွန်တော်ဆက်လက်ဆူတောင်းလို့ဖြစ်ပါတယ်ခဏလေးဥညွတ်ပြီးတော့ဆူတောင်းကြရအောင်ကောင်းရင်ဘုချင်းရှင်ဖာဖျားသာသမီတို့နဲ့တူအမြဲတည်းရှိလန်းပြပေးတဲ့တကြောင်ကိုရောရှင်အားကျေးဇူးတင်ပါတယ်ကိုရောဆက်လက်ပြီးတော့လမ်းပြတော်မှာဒီနေ့ကိုရောရှင်ဖွင့်ပြခဲ့တဲ့နှုတ်ကပတ်တရားတော်အတွက်လည်းအထူးကျေးဇူးတင်တယ်အထူးသဖြင့် တခင်ယေရှုသည်ဤလောကနှင့်ကြွလာတဲ့အခါကြွလာစဉ်အခါမှာစုံစမ်းနှောက်ယှက်ခြင်းကိုအဘယ်ကဲ့သို့အောင်မြင်မှုရရှိစေတယ်ဆိုတာကျွန်တော်တို့အတွက်ဝိညာဉ်ခွန်အားဖြစ်စေပါတယ်။စာရမဏေစုံစမ်းနှောက်ယှက်ခြင်းကိုနှုတ်ကပတ်တော်အားဖြင့်ပင်အောင်မြင်မှုပေးတယ်။စာရန်ဒီလည်းပဲနှုတ်ကပတ်တော်ကိုအလွဲသုံးပြီးတော့စုံစမ်းနှောက်ယှက်တတ်ပါတယ်။ဤနေရာမှာလည်းပဲတမန်ကျမ်းစာရဲ့နှုတ်တော်ထွက်စကားတွေနဲ့ပဲအောင်မြင်မှုရရှိခဲ့တာကျွန်တော်တို့တွေ့ရပြန်တယ်။ထို့တူသားသမီးတွေဒီလည်းဘဝအတ္တတာမှာ ကိုရရှင်ဖွင့်ပြခဲ့တဲ့ဒီတမန်တရားနှုတ်တော်ထွက်စကားအတိုင်းအောင်မြင်မှုရရှိဖို့ဆက်လက်ပြီးတော့ခွန်အားပေးပါပါကျေးဇူးတင်ပါတယ်ဒီပြင်တမကပဲဖပါဗျာဒီနာမကျမ်းဖြစ်တော်သူတို့တက်လက်ကျွန်တော်တို့ဆုတောင်းတဲ့အခါမှာအောင်မြင်တရားတော်မှာအထူးသဖြင့်ကျွန်တော်တို့ရဲ့အဖို့ဥထနဲ့ဆန်ထွန်းတော်၎င်းအန်ဒီတော်ဝင်ဖြစ်စေ မမေဝင်းဆန်ဖြစ်စေ သူတို့နဲ့တူပါဝင်လေသူတို့နဲ့တူရှိတော်မူလေသူတို့အတီးတီးတိုင်းခံစားရတဲ့မတူညီတဲ့ဝေနာတွေတခုချင်းစီတန်းကိုတက်တာရဲ့ပျောက်ကင်းရသောအခွင့်ပေးသနာတော်ပါကိုရရှင်ရဲ့နမိတ်လက္ခဏာပါသောလက်ယုံတော်သည်သူတို့အယောက်တီးတီးတိုင်းဘုသူတက်ရောက်လေဝေနာမြတ်တက်တာပျောက်ကင်းပြီးကိုရဘုံတော်ထင်ရှားစေတဲ့တက်တာမြတ်ဆက်လက်ပြီးတက်ရှင်နေထိုင်ကြဖို့ရမဆာကိုလမ်းပြပေးပါထို့အတူငါးဆူတောင်းတာသနာအတွက်လည်းဆူတောင်းပါတယ် မိသားစုနာတော်လင်းမြန်စွာခြေပြန့်ပြီးတော့ကိုရောရဲ့ဘုံတော်ထင်ရှားစေတဲ့သာသနာနေမြေဖြစ်လာဖို့မာစာပေးပါပညာရေးသာသနာကျမ်းမာရေးသာသနာနဲ့လူမှုပေါင်းစည်းဆက်ဆံရေးသာသနာအလုံးစုံကိုကိုရောရှင်ကောင်းကြီးပေးတော်မူပါသာသမီတို့ရဲ့ဆုတောင်းချက်ရအလုံးစုံကိုကိုရောရှင်ဒီနားကြောင်းလက်ခံ၍ကောင်းကြီးပေးသနာပါမြေကြောင်းမြတ်တော်မတော်ယေရှုခရစ်တော်ဖျားဤနာမတော်မြည်ပြုလျက်ယူသည်ပါဆုတောင်းပါသည်ဖာဖျားအာမင်